ားဆေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMWC ကိုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ BMWAG ရဲ့ CEO စီမံခန့်ခွဲရေးဘဝဖွဲ့ဥက္ကဋ္ဌ Oliver Sip ကတရုတ်ထောက်ပံ့ရေးကွင်းဆက်များနဲ့ထထဲဝင်ဝင် ပူပေါင်းမှုအကြောင်းအလေးပေးပြောခဲ့ကောင်းတရုတ်ဈေးကွက်မှာဆက်လက်ရှင်းလင်းမြှုပ်နှံဖို့ကိုတနင်္ဂနွေနေ့ကထပ်မံအတည်ပြုပြောသွားမှာတဲ့ မတ်လ23နဲ့24ရက်ထိုးမှာဘေကျင်းမှာကျင်းပခဲ့တဲ့2025သရုပ်ဖွံ့ဖြိုးရေးဖိုရမ်အပြီးမှာအိုလီဗာဆစ်က BMW ရဲ့ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးခွင့်စာအထူးသဖြင့်တရက်စစ်က EV battery ပူပေါင်းဆောင်ရွက်မှုထိုးမှာတရုတ်ရဲ့အရေးပါပုံကိုပြောသွားပါတယ်။ BMW ဟာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးကမ္ဘာပေါ်ကထောက်ပံ့ရေးခွင့်စက်ထွေးနဲ့ချိတ်ဆက်ထားပါတယ်။တရုတ်မှာဆိုရင် CATN EV Edo လို့ကုမ္ပဏီထွေးနဲ့ပူးပေါင်းခါတရုတ်ပြည်တွင်းပြည်ပကကားထွေရအတွက်ဖက်ထရီဆဲထွေးထုတ်လုပ်နေပါတယ်လို့ပြောပါတယ်။ 1994ခုနှစ် BMW ဝင်ရောက်လာပြီးတဲ့ကတရုတ်ရဲ့အရေးပေါင်းမှုတိုးတက်လာပုံကို ဖော်ညွှန်းလိုက်ပြီးကမ္ဘာပိုင်ဆိုင်သေးတဲ့လူ အချို့အစားများပြားနေတာကိုထောက်ပြကားကုမ္ပဏီရဲ့ရေရှည်ယုံကြည်ချက်ကိုထပ်မံဖော်ထုတ်လိုက်ပါတယ်တရုတ်ပြည်ဟာဥရောပနဲ့ရှင်ရင်ကားပိုင်ဆိုင်မှုကွာဟထားကိုဖြည့်ဆည်းနိုင်မယ်လို့ယုံကြည်ထားတာကြောင့်ကားစေးကွာကောင်းနေစေဖြစ်ပါထဲလို့အိုလီဗာဆစ်ကမြင်နေပါထဲ တရုတ်ကနေ အစစ်မြင့်ဤပညာများ ထွက်ပေါ်နေတာကိုချီးကျူးလိုက်ပြီး BMW ကတင်ပို့ရေးမှတရုတ်နယ်ပူပေါင်းသွားဖို့မျှော်လင့်နေကြောင်းဆိုပါတယ်တရုတ်ကစမ်းသစ်မှုမြန်မာထဲဈေးကွာဖြစ်တာကြောင့်ဒီမှာရင်းနှီးမြှုပ်နှံဖို့ယူဆထားတယ်လို့ပြောတော့ပါတယ်လို့သိရပါတယ်ရှင်။